1895ခုနှစ်နိုဝင်ဘာလ10ရက်ယနေ့လိုနေ့မျိုးတွင်ဂျာမန်ယူပတ်ဗေဒပညာရှင်ဝီလ်ဟမ်ရန်ဂျန်တီမမင်းနိုင်ငံရောင်ကြီးတစ်မျိုးကိုမတော်တဆရှာဖွေတွေ့ရှိခဲ့သည်ဤ X-ray ဆုအမိပေးခဲ့သောတီထွန်မှုသည်ယနေ့ခေတ်မီဒီနေဘယ်တွင်အဓိကအကျိုးပြုနေသည်။အစအစာချက်ပြူတန်မိုက်ခရိုဝေ့ဗ်ဆေးပညာဆိုင်ရာ ပုံမှုဖော်ရန်အယိုးနှင့်ခနာကိုအတွင်းပိုင်း Radio CRN အတန်လွင့်ခြင်း Internet Wi-Fi အဖြေမှန်မှာ B ဖြစ်သည်ထောင်ရှိလိုက်95ခုနှစ်နိုဝင်ဘာလ10ရက်နေ့တွင် Wilhelm Rankin သည်တတ္တိကြွပြွန်များဖြင့်စံတတ်နေစဉ်မမြင်နိုင်လို့ယုံကြည်သည်မျိုးကအနီးအနားရှိဖန်သားပင်ကိုလင်းစေသည်ကိုတွေ့ရှိခဲ့သည်၎င်းသည်အရာဝတ္ထုများကိုထိုးဖောက်နိုင်ပြီးဓာတ်ပုံပလင်ဘော်တွင်ပုံကြီးများဥပမာသူ့ဤဇနီးလက်အယိုးပုံကိုမှတ်တမ်းတင်နိုင်ကြောင်းတွေ့ရှိခဲ့သည် EX-ray တီထွင်မှုသည်ဆေးပညာလောကကိုတော်လှန်ခဲ့ပြီး ခန္ဓာကိုယ်အတွင်းပိုင်းကိုခွဲစိတ်ဆရာမလို့ပဲကြည့်စုနိုင်စေခဲ့သည်